မင်္ဂလာပါခင်ဗျာကိုခန့်အစ်စ်တာဖုတ်ဘောရှူအနေကျူသွားရေကျွန်တော်ကိုခန့်ပါဒီကနေ့ရဲ့ဘောလုံးအပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီးတော့တုံးသက်ဆွေးနွေးမှုလုပ်ပေးသွားကြပါမယ် ရမအောင်ဆွေးနွေးကြတဲ့သတင်းကတော့ Sky Sports ကဖော်ပြထားတဲ့ Manchester United နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Man United အသင်းက Ultra Foot ကိုပြောင်းရွှေ့ခြင်းနေတဲ့ Ipswich တိုက်စစ်မှု Leon Delap ကိုခေါ်ယူဖို့အတွက်အပြိုင်ဆိုင်ကြိုးပမ်းလျက်ရှိနေတယ်လို့သိရပါတယ်။ Man United အသင်းကိုပြောင်းရွှေ့ခြင်းနေတဲ့တိုက်စစ်ပြစ်မှတ်ကစားသမားတွေဒီတော့တွင်းမှာပေါ်လာတာကတော့ Man United ပြည်သက်တွေအတွက်ဝမ်းသာစရာပဲပေါ့နော်။သတင်းတွေကရှေ့ပြေးသတင်းတွေအနေနဲ့ကြိုထွက်ခဲ့ပေမဲ့ဒီတိုက်စစ်ကစားသမားတွေ United အသင်းကိုပဲပြောင်းရွှေ့ခြင်းနေတယ်ဆိုတဲ့ပုံစံ ံပေါ်ပြနေကလေးကဒါကဘာပြောကိုအတွက်အခွင့်အရေးဖြစ်ပါတယ်ပထမ United အသင်းကိုပြောင်းရွှေ့ခြင်းနေတဲ့တိုက်စင်မှုသည် Mathias Cunha ဖြစ်ပြီး Lian Dilap ကတော့မနစ်ကလေးကဒီသတင်းတက်လာတာပါ ကျွန်တော်ပေါ်ပြရတော့မှအနေငယ်နောက်ကျနေပြီ။ Lian Dilap ကို Chelsea အသင်းကစိတ်ဝင်စားနေပေမဲ့သူတကယ်ပြောင်းရွှေ့ခြင်းနေတဲ့ club က Manchester United ဖြစ်ကြောင်းဘာညာဆိုတဲ့သတင်းမျိုးသည်မနေ့ကလေးကပေါ်ထွက်ခဲ့ပြီးသားဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ထပ်ဆွေးနွေးရမှာ Lian Dilap ကိုရောခေါ်အောင်မလား။ Matias Cunha ကလည်း United အသင်းကိုပြောင်းရွှေ့ခြင်းနေတဲ့အတွက်ကြောင့်ခေါ်ဖို့အတွက်စ조사နေတယ်ဆိုတော့တိုက်စစ်မှုနှစ်ယောက်လုံးအတွက် United အသင်းသည်ခေါ်နိုင်သလားဆိုတဲ့အပိုင်းတွေကိုအဓိကထားဆွေးနွေးရပါမယ်။ဆိုတော့ကစားသမားနှစ်ယောက်လုံးရဲ့တန်ကြီးကနည်းတော့မနည်းဘူး။သို့တော့ Matias Cunha က တော့ပို့ပြီးတော့များတယ်ယူရို65တန်းလီယန်ဒီလက်ကတော့ယူရိုတန်း30 35ဝင်းကျင်ပမာဏပဲရှိတဲ့အခြေအနေမျိုးမှာနှစ်ယောက်ပေါင်းယူရိုတန်း100ထားပါတော့ဗျာအဲ့တော့ United အတင်းဒီယူရိုတန်း100ကို site ထုတ်ပြီးချက်ချင်းခေါ်ရလောက်တဲ့ထီတော့လွယ်ကူမနေတာအမှန်ပါပဲဘာကြောင့်လဲဆိုတော့ income sustainability rules လို့ခေါ်တဲ့ FFP rules အောက်က rules တမျိုးကို United တို့ကိုက်ညီဖို့လိုပါတယ်ဆိုလိုချင်တဲ့သဘောကအတင်းရဲ့ဝင်ငွေထွက်ငွေမျက်များတတ်တာနဲ့ခေါ်ယူသွားဖို့လိုတယ် တခုတော့ရှိတယ်ကိုယ့်ရဲ့ကစားသမားတွေကို ရောင်းချဖို့အတွက်တေးကြတယ်ဆိုလို့ကပြဿနာမရှိဘူးထားပါတော့ယူရိုတန်း100မဟုတ်200လောက်ကိုကိုကအရင်သုံးပလိုက်တယ်ပြီးတော့မှယူရိုတန်း100လောက်ကိုငါတို့ကတေးချပေါက်ရှာနိုင်တယ်ဆိုရင်ဒါက balance ဖြစ်တယ်ယာဒီတိမ့်တဲ့အခါကျရင် ပြန်ပြီးအဲကျွန်တော်အချိုးချရင်ဒါက minus မထွက်ဘူးဒီလိုမှမဟုတ်ဘဲနဲ့ကိုကကစားသမားတွေကိုလောဘတကြီးနဲ့နော်ဝယ်လို့ရတော့ဝယ်ပလိုက်တယ်ပြီးရင်ကစားသမားတွေကရောင်းထုတ်လို့မရဘူးဆိုရင် overall မှာ minus ပြသွားမှာပြအဲ့လိုအခြေအနေမျိုးကြောင့်ဟို risk ယူပြီးခေါ်မယ်ဆိုရင်လည်းကျွန်တော်ကတယောက်လောက်ပဲခေါ်မယ်လို့ထင်တယ်။ Matthias Cunha တွေမဖြစ်မနေခေါ်ယူတဲ့ကစားသမားတယောက်ဆိုတော့ကျွန်တော်လက်ခံပါတယ်။ဒါပေမဲ့လည်း Leon Delap ကလည်း ြစ်ပယ်ထားလို့မရတဲ့ကစားသမားတယောက်ပါဒီပေါ်ပြချက်တိုင်းတာတကယ်ဆိုရင်တော့တန်ကျင်းနှစ်ဆလောက်ကွာဟမှုရှိနေတဲ့လီယန်ဒီလက်ကိုကျွန်တော်ကတော့အရင်ခေါ်သေးခြင်းနဲ့အသက်အရွယ်ငယ်တဲ့တွန်းတွန်းတက်တက်ကစားနိုင်တဲ့ရာမုစ်ဖွိုင်လန်ထက်ကောဂျိုရှုယားဇက်ဇီးထက်ကောပို့ပြီးတော့တန်မာတဲ့တိုက်စစ်မှုတယောက်ဖြစ်တယ်အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ ကျန်တဲ့ကစားသမားတွေရောင်းထုတ်လို့အဆင်မပြေသေးတဲ့အချိန်မှာလီယန်ဒီလက်တာတကယ်ပြောင်းရွှေ့ခြင်းစိတ်ရှိရင်အရခေါ်ယူထားတင်တယ်လို့တော့သုံးသပ်မိပါရခင်ဗျ။ကဲကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ Telegraph ကဖော်ပြထားတဲ့သတင်းမဖြစ်ပါရင် Nottingham Forest အသင်းကလည်း Man City အသင်းက James McAtee နဲ့ United အသင်းကိုခုနကပြောင်းရွှေ့ခြင်းနေတယ်ဆိုတော့တိုက်စစ်မှုလီယန်ဒီလက်ကို ခေါ်ယူဖို့စ조사သွားမှာဖြစ်ပြီးတော့နောက်ထပ်အနည်းဆုံးကစားသမား9ယောက်ကိုခေါ်ယူသွားမှာဖြစ်ပါတယ် Marina Kicks ဆိုရဲเนาะ Northern Forest ပိုင်ရှင်ကအသင်းကိုဘယ်လောက်ထိချစ်မြတ်လို့လဲ Sporting လို့တလဲဆိုတာ Forest တန်တက်လာစဉ်အချိန်ကာလတွေကကျွန်တော်တို့သိခဲ့ရပါတယ်အခုလို့ ချန်ပီယံလိဝင်ရေးမဝင်ရေးမတိကျတဲ့အခြေအနေမှာနောက်နှစ်ဘောလုံးရသည်ချန်ပီယံလိဝင်ခွင့်ပြိုင်ဖို့အတွက်လူဝင်အားဖြည့်တည်မှုကို Northern Forest share လုပ်ပါလိမ့်မယ်။အသင်းရဲ့ကစားသမားတချို့ထွက်သွားတာရှိသလိုပိုကောင်းတဲ့ကစားသမားတွေပြန်ဝင်လာတာတွေရှိပါလိမ့်မယ်။အခု Man City အသင်းဒီ Florian Wirtz ကိုခေါ်ယူမတိကျမီယာဖြစ်လာပြီးတဲ့နောက်မှာ Morgan Skip White နဲ့တည်င်းနေတောင်းလျှောက်ထွက်လာတယ်။ Morgan Skip White ကိုရောင်းပြီးတော့ မက်ကတီးကိုပြန်ခေါ်လိုက်တဲ့ပုံစံမျိုးလည်းဖြစ်နိုင်တယ်အလဲအထက်လည်းဖြစ်နိုင်တယ်ဂစ်ဆွိုက်ကလည်းဗျာအရင်တော့က အရက်နာမည်ကြီးတဲ့သူမဟုတ်ပါဘူးကျွန်တော်တို့ Hoover Handan အသင်းမှာထွန်းတောက်လာတဲ့ Chartate ဘယ်အသင်းမှာမခေါ်ဘူးအဲ့ချိန်ကာလတွေကပေါင်တန်း40လောက်ရင်းနှီးမြှုပ်နှံမှုလုပ်ပြီးတော့ Northern Forest ကခေါ်ခဲ့တာပါဆိုတော့သူတို့တွေဒီကစားသမားခုံရေးမှာပပနဲ့နဲ့ရှိရဲဆိုတဲ့သဘောမျိုးပဲအခု Man City ကပြန်လိုချင်လာတဲ့အချိန်မှာ Euro တန်း100လောက်သူတို့ကခေါ်ထားတယ်အဲ့တော့ Euro တန်း90 + Jane McGatey ဆိုတဲ့ပုံစံမျိုးဒါမှမဟုတ် Euro တန်း60 + McGatey ဆိုတဲ့ပုံစံမျိုးကလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်အဲ့တော့ Leon Delap ကိုထပ်စင်းစားမယ်ဆိုရင်ကျွန်တော်တော့တိတ်မလွယ်ဘူးလို့ထင်တယ်သူတို့ သင်းမှာလည်းတိုက်စစ်မှုတွေကအသက်အရွယ်တခုတော့ရောက်နေပြီခရစ်သူတို့เนาะနောက်ထပ်အဝိညာဉ်တို့ဆိုတာရုကအသက်ကြီးပြီးအဝိညာဉ်ကစက်ခိုင်မှုပိုင်းတိတ်မကောင်းတော့တိုက်စစ်မှုတယောက်တော့ခေါ်ရမယ်လီယန်ဒီလပ်ကြတော့ Chelsea Manchester United အသင်းတတော်များများနဲ့တည်င်းထွက်တဲ့အခါမှာဒီလပ်ကိုယ်တိုင်က Nottingham Forest ဆိုင်ရင်တခြားသောအသင်းတွေကိုပဲပြောင်းရွှေ့ဖို့ပို့ပြီးဖြစ်ပါလိမ့်မယ်ခင်ဗျာ နောက်ထပ်သတင်းတစ်ပုဒ်ကိုကျွန်တော်ဆွေးနွေးအောင် Sky Sport Germany ကဖော်ပြထားတဲ့သတင်းမှဖြစ်ပါတယ်။ Arsenal နဲ့ Liverpool အသင်းတို့ကဘုံမောက်အသင်းရဲ့အသက်20အရွယ် Spain CB ကစားသမား Dinuson ကိုခေါ်ယူဖို့စ조사နေပြီးတော့ Real Madrid အသင်းကလည်းဒီကစားသမားကိုဘယ်လိုခေါ်ယူလို့အဆင်ပြေမလဲဆိုပြီးစောင့်ကြည့်လေ့လာမှုတွေပြုလုပ်နေပါတယ်။နောက်ထပ်သတင်းထဲမှာကတော့ Fabrizio Romano ဖော်ပြထားတဲ့ Hudson ရဲ့သတင်းပြအဲ့မှာဘယ်လိုဖော်ပြထားလဲဆိုတော့ Liverpool Arsenal Chelsea တို့အပြင် Real Madrid အသင်းကလည်းဒီကစားသမားကိုစိတ်ဝင်စားမှုရှိနေတဲ့အချိန်မှာ Hudson ကတော့ Real Madrid အသင်းကို ိုပြောင်းရွှေ့ဖို့အတွက် dream တစ်ခုရှိတယ်လို့ဖော်ပြထားပါတယ်။ Liverpool အစနဲ့ Chelsea အင်္ဂလန်၃တင်းကဒီကစားသမားကိုဒီမေလအတွင်းမှာပဲသဘောတူညီမှုရရှိဖို့ကြိုးစားနေပြီးတော့ပေါင်တန်း90တန်ချီစာချုပ်နဲ့ခေါ်ယူဖို့ပြင်ဆင်နေတာဖြစ်တယ်လို့ဒါဖော်ပြထားတာပါ။တရင်နှစ်ပုတ်ကဆက်ဆက်နေတဲ့အတွက်ကြောင့်ကျွန်တော်ဟိုတွဲပြီးတော့ဖော်ပြလိုက်တာပါ။ Arsenal ပါကကျွန်တော်အခုမှ ဖော်ပြချက်ထဲမှာတွေ့ရတာပါအရင်တော့ကတော့ Chelsea Liverpool စတဲ့အသင်းနှစ်သင်းကဟူဆန်ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းမျိုးတွေကြားထားရတယ်။ Aston ကလည်း CB ကစားသမားတယောက်တော့လိုတယ်။ Jacob Kivio အသင်းကနေထွက်ဖို့အခြေအနေတွေအများကြီးရှိတဲ့အချိန်မှာ William Saliba နဲ့ Gabriel Magalhaes ကို PRP ကစားနိုင်မဲ့ခံစစ်မှုတယောက်လောက်ကိုလိုချင်နေတာတော့အသေးချာပဲ။နောက် Arsenal အသင်းမှာလည်း Spanish တရားတဖြည်းဖြည်းများလာပြီ။နီးပြအစပြီးတော့ Mikel Merino, Zubemendi စတဲ့ကစားသမားတွေပေါ့ဗျာ။အဲ့တော့ အာစနယ်မှာလည်းသူ့အထိုက်လျောက်ဒင်းယူဆန်ကိုခေါ်ယူဖို့အတွက်မလုံးပေးစရာတွေရှိတယ်။အချဲစီကလည်းချဲစီအလျောက်ဟူဆန်ကိုခေါ်ယူနိုင်တယ်။လီဗာပူးကလည်း defensive line မှာအီဘူးကဒဏ်ရာပြဿနာမကြာခဏရနေတဲ့အခါကျတော့ဒင်းပြစ်ချက်ပြေကစားနိုင်မယ့်ကစားသမားတယောက်ကိုခေါ်ယူသင့်တယ်။ဟူဆန်လိုကစားသမားမျိုးကတော့ဘယ်အသင်းကိုပြောင်းပြောင်းပြောင်းလို့ရတယ်။ပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်သို့တော်သူ့ရဲ့ dream ကကျွန်တော်ငကိုတော့ကြားထားတယ်လို့ Real Madrid ဖြစ်နေတယ်။ပြဿနာက Real Madrid အသင်းကလည်းကစားသမားတယောက်ကိုပြောင်းရွှေ့ချေအများကြီးပေးပြီးခေါ်လိုက်တာတဲ့ဆိုင်အခုနောက်ပိုင်းမှာ weight နဲ့ ိပြီးစာချုပ်တတန်းတစ်နှစ်ကျန်တဲ့ကစားသမားတွေစာချုပ်အလွတ်နဲ့ရမယ့်ကစားသမားတွေကိုခေါ်လို့ရှိတယ်အဲ့အတွက်ကြောင့်ဟျူဆန်ကိုခေါ်ရင်းနောက်ဆုတ်သွားပြီဆိုတဲ့သတင်းမျိုးတွေကျွန်တော်ကြားထားရတယ်ဟျူဆန်အတွက်ပေါင်တန်း90လောက်ကိုသူမပေးချင်ဘူးပေါင်တန်း20-30ဝင်းကျင်ပမာဏလောက်ပဲမျှော်လင့်ထားပုံပေါ်တယ်အဲ့အတွက်ကြောင့်ဘလို့ရော့နေတဲ့အမောင့်ပမာဏနဲ့ဟျူဆန်ကိုခေါ်လို့ရမလဲရီယယ်မက်ဒရစ်အသင်းကစူးစမ်းနေတဲ့ပုံရှိပါတယ်ကျွန်တော်ကတော့ဟျူဆန်ကိုခေါ်ရွေးရရီယယ်မက်ဒရစ်အသင်းအတွက်တာမကဘဲနဲ့ပရီးမီးယားလိအသင်းတွေရောခက်ခဲနိုင်ပွဲရှိပြီးတော့ဘယ်အသင်းက ကိုရောက်မယ်ဆိုပြီးတိတိပပပါပြောလို့မရတဲ့အခြေအနေဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားခွင့်ပြုပါခင်ဗျာအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်